မင်္ဂလာပါရှင်ဒေါက်တာဆုရဲ့ head diary channel မှာဖြစ်ပါတယ်။အာကျမရဲ့ channel မှာအများပြည်သူတို့သိသိနဲ့ကျမရဲ့ဆောင်းရှောက်မှုတွေအကြောင်းကိုအနှင်းသိသလိုပြောပြပေးနေတာဖြစ်ပါတယ်။ဒီနေ့အတွက်ကျမပြောပြပေးချင်တာကတော့သွေးရနဲ့ယောဂဖြစ်ပါတယ်။သွေးရနဲ့ယောဂကအာယောဂချစ်ချစ်မမအနေနဲ့ပေါ်မလာသေးတဲ့အခါမျိုးမှာလူတွေအနေနဲ့သတိမထားမိကြဘူးပေါ့နော်။သတိမထားမိကြရင်ပေါ်ဆဆနေတယ်။ ဖြစ်တတ်တယ်အဲ့တော့သူရနေတာကဟိုအဖြစ်လဲများတယ်လူငယ်တွေမှာလည်းဖြစ်နိုင်တယ်လူကြီးတွေမှာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲ့သူရနေခြင်းယောဂအကြောင်းကိုဒီမှာနေပြပြချင်ပါတယ်အဲ့တော့ဘာဖြစ်တာလဲဆိုတော့သွေးအားနည်းတယ်ဆိုတော့ကျမတို့သွေးထဲမှာပေါ့နော်သွေးထဲမှာသွေးနေဥတွေသွေးပြူဥတွေ platelet ဆိုတာရှိရယ်ဆိုတာဒါတော့သိကြမယ်ထင်ပါတယ်အဲ့တော့အဲ့မှာမှာတခါသွေးနေဥထဲမှာမှာ hemoglobin ဓာတ်ပေါ့နော် hemoglobin ဓာတ်နည်းနေပြီးရဲ့အခါကျတော့အဲ့ hemoglobin ဆိုတဲ့ဓာတ်လေးတစ်မျိုးနည်းနေပြီးတော့အာသူကသွေးအားနည်းခြင်းစဖြစ်လာတယ်ပေါ့ အဲ့တော့ပုံမှန်အားဖြင့်ဆိုလို့ရှိရင်အာဟီမိုဂလိုဘင်းစကားပေါ့နော်လူရဲ့အသက်အရွယ်နဲ့လိုက်ပြီးတော့30ရနေပြီးတော့14 15လောက်အထိကို normal range လို့ပြောလို့ရတယ်။ဒါပေမဲ့အဲ့ဟီမိုဂလိုဘင်းက30ရောက်ကိုနည်းနေပြီဆိုလို့ရှိရင်တော့ဒါ6လို့8တို့ပေါ့နော်အမျိုးနည်းဆိုလို့ရှိရင်တော့ဒါသွေးရနည်းတဲ့လက္ခဏာတွေကိုခန်းစားရမယ်။ခန်းစားရမယ်ဆိုတော့ဆောင်းမှအဆုံးသွေးအားနည်းတဲ့လက္ခဏာတွေကိုကိုကဘယ်လိုသိနိုင်မလဲပေါ့နော်။ တော့အမ်ပုံမှန်အပြင်နေထိုင်စားသောက်နေပြီမဲ့အလူကမောသလိုလို အားမရှိသလိုလိုဟာတတာကြီးလိုလိုအဲ့လိုမျိုး symptom တွေနဲ့လာရပါတယ်အားမရှိဘူးနေရထိုင်ရတာကဟိုမလန်းဆန်းမှုပေါ့နော်ပင်ပန်းနေသလိုပဲနည်းနည်းလှုပ်လိုက်လို့ရှင်အလုပ်လှုပ်လိုက်နည်းနည်းပဲဒါပေမဲ့ပင်ပန်းနေပေါ့အဲ့လိုမျိုးလေးနဲ့လာရပါတယ်နောက်တစ်ခုကကြတော့ချိုးကြတော့ရှင်တုံနေပေါ့နှလုံးခုန်တာငြိမ်ဘူးလို့ပဲရင်တုံနေပေါ့အဲ့လိုမျိုးလေးပြောရလေးရှိပါတယ်အဲ့ဒီကကြတော့ဟို တခုခုပေါ့နော်ဟိုအားနဲ့အင်းနဲ့လောရမယ်ဆိုရင်ကိုကအာကုန်နေသလိုပဲပေါ့နော်အဲ့လိုမျိုးတွေလည်းပြောပြောရလို့ရှိတယ်အဲ့လိုမျိုးလက္ခဏာတွေနဲ့လာရတယ်ပေါ့နော်အဲ့တော့သူရဲ့ symptom တွေကလက္ခဏာတွေကအရင်ကြီးဟိုထင်းထင်းရှားရှားကြီးမဟုတ်ဘူးခနာကိုအနေနဲ့လည်းဥမာလက်ကြီးယောင်တာမျိုးခြေကြီးယောင်တာမျိုးအဲ့လိုထင်းထင်းရှားရှားပြလာတာလည်းမဟုတ်တဲ့ခါကြတော့ဟိုခါလေးကြတော့ miss ဖြစ်နေတတ်တယ်ပေါ့နော်အဲ့လိုမောတယ်မူးတယ်ဒါအခါကြောင့်မူးခြင်းတလို့လို့ဖြစ်တယ်မောခြင်းတလို့လို့ဖြစ်တယ်အားမရှိတလို့ပဲဒီလိုလက္ခဏာတွေကိုတတိမထားမိပဲနဲ့ညာမျိုးရှိတတ်တယ်ပေါ့နော်အဲ့တော့ကိုကအားမရှိသလိုဖြစ်တဲ့ပြင်းမှန်းနဲ့အဲနည်းနည်းသူများလောက်ပြင်းမှန်းမလုံနိုင်ဘူးပေါ့နော်မူးသလိုလိုမောသလိုလိုနဲ့နှလုံးခုတုံသလိုလိုရှင်ခုံသလိုလိုဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးတွေခံစားရတယ်ဆိုရင်ဒါနှလုံးမှာအဲနှလုံးရောဂါမဟုတ်ဘူးပေါ့နော်ဒီသွေး ရဲမှာဟီမိုဂလိုဘင်ဆိုတဲ့ဓာတ်နဲ့သွေးအားနဲ့ယောဂများဖြစ်တာလားလို့တစ်ချက်စဉ်းစားဖို့လိုတယ်ပေါ့နော်အဲ့တော့သူရနဲ့ယောဂါဖြစ်တာလားဆိုစဉ်းစားလို့ရတယ်ဆိုတော့ तू ကနောက်တစ်ခုကခန္ဓာကိုယ်မှာကြီးလိုက်လို့ရှိရင် तू ကအမ် ဖြူဖြူဖြော့ဖြော့ဖြစ်တယ်ပေါ့နော်ဟိုကိုယ့်ရဲ့လက်ဖွားလေးတွေကိုသူများလက်ဖွားနဲ့ရှင်ကြည့်လိုက်ရင်လက်ဖွားမှာဆိုရင်ကိုယ့်လက်ဖွားကသူများလောက်ရဲရဲလေးမရှိဘူးဖြူတူတူနဲ့ဖြစ်နေတယ်ပေါ့အဲမျက်လုံးဒီမျက်ခန်းဆက်လေးတွေကြည့်လိုက်ရင်လည်းသူများလောက်မရှိဘူးဖြူတူတူနဲ့ဖြစ်နေတယ်ပေါ့နော်အဲအဲ့လိုမျိုးဖြူဖြူဖြော့ဖြော့ဖြစ်တယ်ပေါ့လူကိုကြည့်လိုက်ရင်လည်းအဲဖြူဖြော့ဖြော့နေပေါ့နော်အားနေသလိုပဲသူ့ကိုကြည့်ရသူများလောက်မတောင့်တင်းဘူးပေါ့နော်အဲ့လိုမျိုးဆိုရင် ဒါတို့ရတဲ့လက္ခဏာတွေလာလို့တန်ရရှိနိုင်တယ်ပေါ့နော်အဲ့တော့ဆရာဝန်ကိုပြကြည့်လို့လဲဆရာဝန်ကဆန်းသက်ပြီးတော့လိုအပ်တဲ့အရာတွေပြောမယ်ပေါ့နော်အဲ့တော့ဆရာဝန်ကခုနလိုပဲတို့ရတဲ့လက္ခဏာတွေရှိလားဆန်းသက်မယ်အဲ့ဒါပြီးလို့ရှင်အဲဒီကဲလို့များလိုအပ်ရင်သွေးစစ်လို့ရတယ်သွေးစစ်ကြည့်မယ်ဒီကဲလို့ဆရာဝန်ပြပဲနဲ့ကိုယ့်ဘာကိုသွေးစစ်ကြည့်လို့ဟီမိုဂလိုဘင်ဓာတ်ခုနပြောတဲ့ဟီမိုဂလိုဘင်ဆွဲဓာတ်က10အောက်လောက်နည်းနေတယ် ခုနှစ်တို့ရှစ်တို့ပေါ့နော်တချို့ကတော့30လောက်မှဟာလက္ခဏာမှပြရဲ nominee နေရဲ့လူဆိုလဲရှိတယ်အဲ့လိုလဲအဆင်ပြေတယ်ဆိုပြီးရတယ်ရှာတယ်တကယ်လို့ခုနှစ်တို့ရှစ်တို့ကိုလို့ဆိုတော့ဒါနဲတဲ့အပိုင်းကိုပါတယ်ပေါ့နော်အဲ့လိုဆိုတော့အဲသွေးရနဲ့ကိုကုသရမယ်တဘောရှိရဲ့ပေါ့နော်ဟော သွေးရနဲ့ကိုကုသရမှာဆိုတော့သွေးရနဲ့ယောဂါကဘာကြောင့်ဖြစ်တာလဲပေါ့နော်ဘာကြောင့်ဖြစ်တာလဲအဲ့တော့အဖြစ်အများဆုံးကတော့ တန်ထက်ပေါ့နော်တန်ထက်အားနေတဲ့ iron deficiency လို့ခေါ်တဲ့အသားတန်ထက်အားနေတဲ့အတွက်ကြောင့်တန်ထက်ဆိုတာဘာလဲဆိုတော့ကျမတို့အစားအသောက်တွေမှာပါတယ်အသားငါးတွေသူဖြစ်နေအောင်အသားငါးတွေမှာလည်းပါတယ်အဝက်သားတို့အမဲသားတို့စိတ်သားတို့ပေါ့နော်လိုနေအောင်သားတွေမှာပါတယ်အပြီးရက်ကကြတော့အသေးလိုပေါ့နော် liver ပေါ့နော်အသေးလိုပါတော့အမှားလည်းပါတယ်အမ်ဟင်းဒီဟိယအနေနဲ့ဆိုလို့ရှိရင်လည်းအဲပဲကြီးတို့ပေါ့နော်ဒါတချို့တော့အစိမ်းရောက်ရှိရဲ့ဟင်းဒီဟိယတွေအမ် ဟိုလည်းမျိုးဟင်းနုနွယ်လိုမျိုးဟင်းနီရွက်တွေမှလည်းပါတယ်ပေါ့အဲ့တော့ဒီအစားအသောက်တွေမှာကိုကဒီလိုအစားအသောက်တွေမစားဘူးအသားငါးမှာတော့အဓိကပါတော့အသားမစားတဲ့လူပေါ့နော်အသားမစားတဲ့လူအဲ vegetarian တွေမှာဆိုလဲဒါသူရနေတာမျိုးအသက်လိုသမားတွေမှာပေါ့နော်ဖြစ်နိုင်ပါတယ်အဲ့တော့ဒါအသားထဲမှာလည်းသူက hemoglobin တက်ကပါတာပေါ့နော် တော့ကိုကအစားတောက်ရွေးတဲ့လူပေါ့နော်အစားတောက်ရွေးတဲ့လူအစားကိုဟိုဒီဘက်ဒီအမ်အသားအသားပေါ့နော်အဓိကအနီရောင်ရှိတဲ့အသားတွေဟိုဒီဘက်ဒီမစားဘူး liver တို့ဘာတို့လည်းမစားဘူးအသည်အသည်တို့ဘာတို့မစားဘူးပေါ့နော်ဟင်းဟင်းရွက်ဖဲစားရဲဆိုတော့ဒါသွေးရနေတဲ့အဲလက္ခဏာတွေဖြစ်လာနိုင်တဲ့သူဖြစ်ပါတယ် အတခုကတော့ B12 ပေါ့နော် B12 deficiency အဒါကတော့ B12 လို့ခေါ်တဲ့ vitamin တမျိုးပေါ့နော် folic acid ကိုခေါ်တဲ့ vitamin သူတို့ကလည်းခုန hemoglobin နဲ့အတူတူ synthesis အခနာကိုယ်ထဲမှာတည်ဆောက်မဲ့လုပ်ငန်းစဉ်တွေမှာပါတယ်တွေ့ချောင်းအဲ့ဒီဓာတ်တွေအားနည်းလို့ရှိရင်လည်းဒါဟိုပေါ့နော်သူရနဲ့လက္ခဏာတွေခံစားရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့အမ်ဘယ်လိုလဲဆိုတော့ဟိုပေါ့ သွေးခနာကိုယ်တွေက blood loss များတဲ့လူတွေအဓိကတချို့ main clinic ငယ်တွေမှာဟို menstruation ပေါ့နော် menstruation လာတာမျိုးရာသီလာတာမျိုးကိုရက်ရှည်ကြီးလာတဲ့လူတွေရှိရယ်ဥမာအာတပတ်ဆက်ရလောက်လာနေတာမျိုးပေါ့နော်အဲမှာလာတော့လေအများကြီးပဲလာတဲ့တုံးခဲတွေပါဖြစ်တယ်ဆိုတဲ့လူမျိုးတွေကြတော့ခနာကိုရီးယားနေပြီးတော့သွေးဆုံးရှုံးမှုများတဲ့အတွက်ကြောင့်သူတို့ကလည်းအနီမီးယားသွေးရနေဖြစ်နိုင်ရရှိပါတယ်။နောက်တချို့ကကြလိတ်ကောင်းပေါ့နော်လိတ်ကောင်းသွေးကြို့ သွေးကြနေတာကိုနေ့တိုင်းနေ့ပါသွေးကြနေရလေရှိရဲအဲ့လိုမျိုးလူတွေကလည်းခန္ဓာကိုယ်တွေက blood loss ရှိနေတဲ့အတွက်ကြောင့်ဒါသွေးရနေနိုင်ပါတယ်နောက်တစ်ခုကတော့ယောဂအကြီးကြီးပေါ့နော်။ကြောက်ကပ်ယောဂလိုမျိုး။ကြောက်ကပ်ယောဂမှာသူကဒီကုနာဟီမိုဂလိုဘင်နဲ့ပတ်သက်တဲ့အဲနည်းလို့ရှိရင်သွေးရနေလို့ပြောထားတဲ့အတိုင်းပဲ။သူကကြတော့ကြောက်ကပ်မှာကြတော့ဥနာသွေးနီဥတွေကိုအဲ တင်ဆောက်တာမျိုးမှာသူက deficiency ဖြစ်တတ်တာပေါ့နော်မျိုးသွေးနေဦးသွေးနေဦးတွေကိုတင်ဆောက်တာမျိုးမှာ deficiency ဖြစ်တဲ့အတွက်အတွက်ကြောင့်ကြောက်ကက်ယောဂရရှိလာများခံစားနေရတဲ့လူတွေမှလည်းတွေ့ရနေနိုင်ပါတယ်အဲ့ဒါကတော့ ဟိုကင်ဆာယောဂါပေါ့နော်ယောဂါကြီးဖြစ်တဲ့တောင်ကင်ဆာခံစားရတဲ့လူတွေမှလည်းတွေ့ရနေတယ်တွေ့ကင်ဆာတွေမှလည်းတွေ့ရနေတာဖြစ်နိုင်နေပေါ့နော်အဲ့လိုမျိုးဟိုနဲ့ယောဂါကြီးတွေမှတွေ့ရနေနေတာမျိုးတွေလည်းရှိပါတယ်အဲ့လိုမျိုးယောဂါပေါ့နော်အဲတချို့ကကြတော့လေ blood loss ပေါ့နော်မှခွဲစိတ်တယ်ခွဲစိတ်တဲ့အချိန်မှာ blood loss ရှိတယ်လို့ပေါ့နော်အဲချို့ကကြတော့လေခလေးမွေးတဲ့အချိန်မှာသွေးသွန်တာမျိုးရှိတယ်လို့ခနာကိုယ်တွေကနေပြီးတော့သွေးဆုံးရှုံးမှုတွေရှိနေတဲ့လူတွေမှာဒီသွေးရနေတွေဖြစ်နိုင်ပါတယ် ကာတလီကြောင့်တော့လေဟိုကိုမဘာမှခုနပြောတဲ့အချက်လက်တွေလည်းမရှိပဲနဲ့ဟိုတွေးရနေနေတာမျိုးလည်းရှိကြတယ်အဲ့တော့တချို့ very common မဖြစ်တဲ့အရင်မထင်ရှားတဲ့ cost တွေကြောင့်လည်းတွေးရနေနိုင်တာဖြစ်တဲ့အတွက်ကြောင့်ခုနပြောတဲ့အချက်လက်တွေမှမပါဘူးဒါပေမဲ့တွေးရတော့နေနေတဲ့ဟိုလိုမျိုးလည်းရှိနိုင်ပါတယ် အဲ့တော့အဲဒုနာပြောလို့ပဲသွေးအားနည်းတယ်ဆိုတော့ကိုကခံစားရတဲ့လက္ခဏာတွေကဒီလိုမျိုးရှိတယ်အလက္ခဏာတွေကိုသိပြီးဆိုလို့ရှိရင်သွေးစစ်ကြည့်လို့ရှိရင်ဟီမိုဂလိုဘင်တက်ကနည်းနေမယ်အဲပေါ့နော်ကဲလို့သွေးစစ်ကြည့်ဖို့စင်ပြေဘူးဆိုတော့မကိုကဥနာလုံးမူးတယ်မောတယ်အားမရှိဘူးခံစားရတယ်ဖြူဖြူပြောပြဖြစ်နေတယ်ပေါ့နော်ရှင်တုံးတယ် အဲ့လိုမျိုးဆိုရင်တော့ဒါသူရနဲ့လို့ဖြစ်နိုင်တာပေါ့နော်ဖြစ်နိုင်တာပေါ့ဆိုတော့သူရနဲ့ဒီလိုထင်ရမယ်ဆိုရင်အဓိကအဖြစ်တော့အဲ iron deficiency ပေါ့နော်သူရောဂါကြီးရေဒီကဲလို့မဟုတ်ဘူးကိုကလူငယ်လူရွယ်ပိုင်းဆိုရင်တော့အစာတောက်အဖြစ်ဒါသူရကောင်းမဲ့အစာတောက်တွေမစားဘူးလို့ပဲဖြစ်ဖြစ်အဲ menstruation လိုမျိုးလိတ်ခေါင်းလိုမျိုး blood loss တွေရှိနေလို့ပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးကြောင့်ဒါသူရနဲ့ကလည်းဖြစ်နိုင်တယ် အဲ့ကျမတို့အစားအသောက်ကိုခုနပြောရတယ်မယ်အစားအသောက်နဲ့ပြင်ဆင်မယ်ပေါ့နော်အစားအသောက်ကအမ်ပန်ထက်များတဲ့အစားအသောက်တွေအသားအနီရောင်ရှိတဲ့အသားတွေစားရမယ်အဝက်သားမဲသားစိတ်သားပေါ့နော်အနီရောင်ရှိတဲ့အသားတွေစားရမယ်ဟင်းသီးဟင်းရွက်တွေမှာဆိုလဲရှင်လဲလို့ဟင်းသီးရွက်အစဲရောင်ရှိတဲ့ဟင်းသီးရွက်တွေရဲ့ဟင်းနုံရွက်လိုမျိုးဟင်းသီးရွက်တွေရဲ့နောက်တစ်ခါအမ် beans ပေါ့အမ် beans beans ပေါ့နော်ပဲပေါ့ပဲဆိုတဲ့အခါမှာလဲအဲ့လို ဟိုပဲကြီးလိုမျိုးပေါ့နော်အဲ့လိုပဲအဲ့မှာလဲဆိုလဲတန်တက်ရှိရဲအဓိကတော့ဟိုအသားအသားနဲ့ liver ပေါ့နော်အသည်တို့မှာသူကပို့ပြီးတော့များတယ်ဟဲ့ဟိုတန်တက်ပါဝင်မှုပေါ့နော်အဲ့လိုစားမယ်စားတဲ့အခါမှာသူကဟိုအချင်တက်ပေါ့နော် အချင်တက်လေးရလဲဟိုပို့ပြီးတော့ ဒီတန်တက်ရေကိုခန္ဓာကိုယ်တွေကနေပြီးတော့ absorption ပေါ့ဆုပ်ယူဥတွေတွေကနေဆုပ်ယူနိုင်မှုစာရင်တွေကနေဆုပ်ယူနိုင်မှုအတွက်ခုနအချင်းတက်လေးရပို့ပြီးတော့အဆင်ပြေတယ်အဲ့တော့အဲ့ကြခုနပြောတဲ့အသားတွေဟင်းသင်းရွက်တွေကိုစားတယ်စားတဲ့အချိန်မှာအချင်းလေးနဲ့အချင်းဟင်းလေးနဲ့အတွဲစားတာမျိုးတံမြာရည်လေးနဲ့အတွဲတောက်တာမျိုးပေါ့နော် juice လေးတစ်ခုအချင်းသားလေးတစ်ခုနဲ့အတွဲတောက်တာမျိုး vitamin C လေးနဲ့ပေါ့အဲ့လိုမျိုးဆိုရင်သူက ုနအာယုံကိုခန္ဓာကိုယ်ကနေ absorption ဆုပ်ယူနိုင်ခြင်းအပူများတဲ့အတွက်ကြောင့်ကိုစားတဲ့အာယုံတွေကကိုယ်အတွက်ကိုတန်ထက်အနေနဲ့ရရှိမယ်သူရနေတာကိုသက်သာစေမှာမျိုးဖြစ်ပါတယ်အဲဗိုက်တာမင် deficiency ပေါ့နော်အဲသွေးဗိုက်တာမင် B12 ရော folic acid တို့အဲလိုမျိုးအားစေအဲဟိုလေ supplement အနေနဲ့တောင်းနိုင်တယ်အာယုံကိုလည်းတန်ထက်ကိုလည်း supplement အနေနဲ့အားစေပေါ့နော်တန်ထက်အားစေအနေနဲ့လည်းတောင်းလို့ရပါတယ် အဲ့တော့တန်တန်အာဆေးပေါ့နော်တန်တန်အာဆေးရှိတယ် folic acid B12 အာဆေးရှိရဲ့အဲ့ဒီအာဆေးအနေနဲ့ကိုကတောက်လို့ရပါတယ်အဲ့တော့အာဆေးတောက်တဲ့ခါကျတော့ဟိုခန္ဓာကိုယ်ရေကနေပြီးတော့ဒီဘိုဟီမိုဂလိုဘင်းတိဆောက်ဖို့အတွက်လိုအပ်တဲ့ဓာတ်တွေကို ပြည့်စုံသွားတဲ့အခါ deficiency နဲ့ပါမနေတော့ဘူးဖြစ်တဲ့အခါကြရင်တော့အပို့ပြီးတော့တွေးရကောင်းလာမှာဖြစ်ပါတယ်။နောက်တစ်ခုကတော့ကိုကတကယ်လို့ blood အဲ့ဒီလိုအာယုံနဲ့တန်တက်တွေမစားလို့မဟုတ်ဘူး blood loss ရှိနေလို့မာရာသီလာရများလို့တော့ဒါမျိုးလိတ်ကောင်းရှိလို့တော့နောက်မှတချို့ကြလည်းဟိုအစာတချို့ရှားရှားပါပေါ့နော်အစာအိမ်တွေကသွေးယုံနေရမျိုးရှိလို့တော့မဟုတ်လဲနည်းနည်းနဲ့သွေးအန်နေတဲ့အတမျိုးရှိတယ်လို့အဲ့လိုခန္ဓာကိုယ်ရ blood loss တခုခုရှိနေလို့ဆိုတော့အဲ့ဒီယောဂကို underlying cause ကိုအရင်ကူရမှာပေါ့နော်အဲယောဂပြောက်မှာပဲကိုရေကသွေးမထွက်ဘူးဆိုမှာပဲကုနာအနီမီးယားလို့ခေါ်ရတယ် သွေးရနယ်ခြင်းယောဂါကိုကာကွယ်နိုင်မှာဖြစ်ပါတယ်အဲလူကြီးတွေဖိုးဖိုးဖွားဖွားတွေမှာလည်းဒါသွေးရနယ်ပေါ့နော်အသက်ကြီးလာတဲ့ခါကျတော့သူတို့ခန္ဓာကိုယ်ထဲမှာအဲဇီဝခံမှာဖြစ်စေနေရလူငယ်တွေလောက်မကောင်းတော့တဲ့ခါကျတော့သူဒီ hemoglobin synthesis နောက်ကခုနသွေးနီဦးပိုင်းနေပေါ့ကြောက်ကဲ့ရဲ့စမ်းဆောင်ရေးပိုင်းနေမှာအရင်မကောင်းတော့တဲ့အတွက်ကြောင့်သူကသွေးရနယ်နိုင်တယ်အဲကြောင့်မလို့ဖိုးဖွားတွေဆိုလဲအာဆေးပေါ့နော်တန်တဲ့အာဆေး multivitamin အဲလိုမျိုးတွေတောင်းရမယ်ခုနပြောတဲ့အစာတောက်တွေကိုကျွေးတင်တယ် မြင်အချင်းလေးနဲ့ပေါ့နော်ချင်းလေးနဲ့ချက်စားကြလို့ချင်းလေးမစားကြအောင်ဆိုလဲခုနဟိုအစာတောက်လေးတွေကို CV လေးနဲ့ပေါ့နော်အဲ့လိုဗိုက်တာမင် C ပေါ့နော်အဲ့ဒါနဲ့တွဲပြီးတော့စားတာမျိုးအဲ့လိုဆိုရင်လည်းခနာကိုရီကနေပြီးတော့တန်တက်ကိုပို့ပြီးတော့ရစီပါတယ်အဲ့ဒါဆိုရင်ခုနအနီမီယာတက်တာစီပါမယ်နော်အဲ့လိုမျိုးကုသမှုမလုပ်လို့အနီမီယာတွေရနေချင်းရန်ဆိုးလာပြီဆိုရင်တော့နှလုံးရောဂါတွေနှလုံးဖောက်တာတွေဒီကိုလုံးဖောရောင်တာတွေအထိဖြစ်နိုင်တယ်အဲ့လိုဖြစ်သွားတဲ့တာမျိုးရှိတယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်အာ ယောဂတစ်ခုသွေးအားနဲ့ယောဂလို့ကိုယ့်ကိုထင်နေပြီဆိုလို့ရှိရင်เนาะအယူဆရတယ်ဆိုလို့ရှိရင်เนาะအ first priority ကတော့ဆရာဝန်နဲ့ပြပြီးရောဆရာဝန်ရဲ့လမ်းညွှန်ချက်ကိုခံယူရမှာဖြစ်ပါတယ်တကယ်လို့ဆရာဝန်နဲ့ပြဖို့ကိုယ်ကလည်းတော်တော်အဆင်ပြေသေးဘူးဆိုလို့နိုင်ငံသားရောက်နေတာမျိုးပေါ့เนาะအဲ့လိုမျိုးအဆင်ပြေသေးဘူးဆိုလို့ရှိရင်เนาะခုနပြောတဲ့အချက်တွေနဲ့အစားအသောက်တွေနဲ့ကိုယ်ကိုထိန်းကြည့်လို့ရပါတယ်သွေးစစ်လို့ရတယ်ဆိုရင်လည်းသွေးစစ်ကြည့်လို့ရပါတယ် နော်အဲနောက်လူငယ်လူရွယ်ပိုင်းနေရတော့ထပ်ပြောပေါ့နော်ဟိုခန္ဓာကိုယ်ပြင်းမဲစေရတယ်ပေါ့နော်အာအရန်ဟိုလေ့ကျင့်ခန်းနေအရန်ကြီးလုံနေရမျိုးတို့အာပြီးရခါကျတော့ဟို မအိပ်မနေပေါ့နော်ပြင်ပြင်မမညလည်းမအိပ်ဘူးနဲ့လည်းကောင်းမအိပ်ဘူးပေါ့နော်ခနာကိုကြလည်းအစာတော့ကြတော့လေဟိုအာဟာရဖြစ်စေဟာရီမစားဘူးပေါ့နော်အဲ့လိုမျိုးအဲခေါက်ဆွဲပြုတ်လောက်နဲ့ပဲပြီးကျင်လဲပြီးနေရပြီပေါ့အဲ့လိုတခုစားတော့တေးချလည်းမစားဘူးပင်မနဲ့လုတ်တယ်လည်းလုတ်တယ်ဆိုရင်တော့ဒါသွေးရနေနိုင်မယ့်အနေအထားလေးရှိရပေါ့နော်ဆိုတော့ blood loss မရှိပေမဲ့လည်းအခုနအစာတော့နေထိုင်ချောင်းလည်းသွေးရနေလာမှုလည်းရှိနိုင်တယ်အဲအကြောင်းလို့ကိုက ဒီခုဆိုရင်သူရနေတဲ့အကြောင်းတွေကိုတန်တိုင်းဆုံးနားလည်လာပြီဆိုလို့ရှင်သူရမနေအောင်တွေ့နေရပါမယ်ဘာလို့ဆိုတော့သူရနေလို့ရှင်ရကွာဒီ daily life ကထိခိုက်မှာဖြစ်တာ哦လေနော်ရရင်ဆိုးလာရင်နှလုံးရောဂါအထိလည်းဖြစ်နိုင်တာပေါ့လေအဲ့တော့သူရနေခြင်းယောဂါကလူရရသိပ်ပြီးတော့ awareness မရှိမရှိသေးပေမဲ့အရေးကြီးတဲ့ယောဂါတစ်ခုဖြစ်တဲ့အတွက်ကြောင့်သူရနေယောဂါအကြောင်းကိုကျွန်မရှင်းပြလိုက်တာဖြစ်ပါတယ် အဲ့တော့အဲကျမရဲ့ဒေါက်တာဆူ Hatton Diary Channel မှာအဲကျမရဲ့တွဲလိုအပ်တဲ့ဘူတုတလေးတွေကိုကျမအလင်းတင်သလိုတင်ပြထားတာဖြစ်တဲ့အတွက်ကြောင့်အချိန်ရမယ်ဆိုရင်တခြားသော head topics လေးတွေကိုလည်းတာရောက်လေ့လာကြဖို့အတွက်ပေးကြပါရယ် Channel ကိုလည်း subscribe လုပ်ပေးထားဖို့အတွက်ကိုကြံပြုလိုပါရယ်အားလုံးပဲကျမကြပါစီရှင်